ဒီဖြစ်ပျက်လေးကတော့ကြေးရွာတစ်ခုကအယူမလေးမတ်လာမီရဲ့ကြေးခွဲစရာဇလန်းလေးတစ်ခုလိုပဲပြောရမှာဖြစ်ပါတယ်။ကန်ဆိုးတယ်ဆိုတဲ့စကားကိုလူတွေရံပန်ရံကပြောတတ်ကြပေမဲ့အယူမလေးမတ်လာမီအတွက်ကတော့ကန်ဆိုးမှုတွေဟာသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တယ်လို့တောင် ပြောရမှာပါ။ဘီဝါလေးရဲ့မူလာတန်းကျောင်းလေးမှာတော့နနက်ခင်းထမင်းစားစင်ငိန်ကလေးတွေသူညံစွာကစားနေကြပါတယ်။အဲ့ဒီချိန်မှာပဲကလေးတတရဲ့အထိတ်တလန့်အော်တန်ကြောင့် အနီးနားကဆီယာမတွေပါ ပြေးလာခဲ့ကြပါတယ်။ဒါကတော့အယူမလီမလာမီက ကလေးတွေကိုခြံစည်းရိုးပြင်ဘက်ကနေပါဇက်ဖြဲပြလိုက်ရှာထုတ်ပြမျက်လုံးပြူပြနဲ့ကလေးတွေကိုပြောင်ပြနေတာပဲဖြစ်ပါတယ်။နောက်ပြီးပါဇက်ထဲကတွေးကြရာတရှင်ပေါင်းစုံနဲ့ကပြနေလို့ကလေးတိုက်လည်းတဝါဝါတဟာဟာနဲ့သဘောကျနေကြပါတယ်။ဒီလိုမြင်ဝင်းမျိုးကဒီရွာကလူတွေနဲ့စာတင်ကြောင်းကဆီယာမတွေအတွက်ကတော့အထူးဆန်းမဟုတ်တော့ဘူးလို့ပဲပြောလို့ရပါတယ်။ ကယ်တော့အယူမလီမက်လာမီရဲ့ဘဝကအင်မတန်တနာဖို့ကောင်းပါလေအတိတ်ကအာကုသူကံကြောင့်မွေးရပါစိတ်မနှံ့သူဖြစ်ခဲ့ရပြီးသူ့ရဲ့မိဘနှစ်ပါးလုံးဟာလည်းဆုံးပါသွားခဲ့ရပါတယ်ဒါနဲ့ပဲအယူမလီမက်လာမီဟာဒီလောကကြီးထဲမှာဆွေမရှိမျိုးမရှိတကူတဲ့လောကရန်ကြီးကိုရင်ဆိုင်နေရချတာပေါ့ဗျာသူ့ရဲ့တနေ့တာဖြတ်တန်းမှုကတော့ရွာရိုးကိုပေါက်လျှောက်သွားပြီးတွေးကြရလူတွေကိုစားနောက်တက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ ရွာထဲကဘသူ့ကိုမှတော့အန္တရာယ်မပြုတ်ပါဘူး။သူ့ရဲ့ဝမ်းရည်ကိုတော့ရွာထဲကတနာတတ်တဲ့သူတွေပေးကန့်တဲ့ထမင်းဟင်းတွေစားပြီးဖြည့်ရှင်းပါလေ။အဲ့လိုအယူမလေးကိုတနာပြီးအဝတ်ထည်နဲ့အစားအသောက်လေးတွေပေးကြတဲ့ထဲမှာရွာထဲကဒေါ်မြတ်တယောက်လည်းအပါအဝင်ဖြစ်ပါလေ။ဒေါ်မြတ်ကအယူမလေးမတ်လာမီကိုသူ့သမီးတယောက်လိုသဘောထားပြီးအိမ်မှာပိုတဲ့အစားအသောက်လေးတွေကိုသူ့သားထပ်နိုင်ကိုညာတိုင်းသွားဖို့ခိုင်းပါလေ။ လှမေးရေလှမေးအိမ်ထဲမှာရှိလားငါသမင်းလာပေါ်တာပါဟာအဲ့မှာဘာတုံးပြန်တမ်းမှမကြားရလို့ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တော့မလမေကမကြီးပင်ပေါ်ခြေထောက်ချထိုင်ပြီးရဲမောနေခဲ့ပါတယ်။ဟဲ့နင်ကအပင်မော့ဘာတက်လုပ်နေလားလဲ။လာခဲ့မြမြဆင်းလာပြီးသမင်းလာစား။နင်တို့သမင်းနဲ့ဟင်းလီငါယူလာတယ်။ထန်းနိုင်အဲ့လိုပြောလိုက်တော့မလမေလည်းခေါင်းလေးတငိမ့်ငိမ့်နဲ့ဆင်းလာပြီးတော့ပါလာတဲ့သမင်းဟင်းတွေကိုအငမ်းမရစားတော့ပါတော့တယ်။ အဲ့ချိန်မှာပဲရွာပြင်ကသူ့ဘရာစာကြီးကိုအောင်ကြီးလည်းရောက်လာပြီးတော့ဟေ့ချန်နိုင်လှမီကိုထမင်းလာကျွေးနေတာလားကွာဟုတ်ကဲ့ဒီနေ့အိမ်မှာကြက်သားလေးချက်လို့အမေကလှမင်းစားရအောင်ပို့ခိုင်းလိုက်လို့ပါဒါဆိုလေမင်းလည်းပြန်ရင်ပြန်တို့လေငါသူ့ကိုဆောင်းပေးလိုက်မယ်သူမဝသေးငယ်ငါစီလာထမင်းလေးလည်းထပ်ပေးလိုက်ပါမယ်ဒီစကားကိုကြားလိုက်တော့ထန်းနိုင်တယောက်ဘဝင်မကြပါနဲ့ဖိုက်စားတာနဲ့အိမ်ပြန်ဖို့သဘောတူလိုက်ပါတယ် ဲ့ချိန်အောင်ကြီးရဲ့မျက်လုံးလေးကတော့ထမင်းအငမ်းမရစားနေတဲ့မက်လာမေလေးကိုစူးစူးဆိုက်ဆိုက်ကြည့်နေပါလေသူတို့လိုပဲရွာထဲကတနာတက်တဲ့သူတို့ချိုးကလည်းမက်လာမေစီကိုစားတော့လေးတွေလာကျွေးတက်ကြပါလေဒီလိုနဲ့အချိန်တွေကြာလာတော့မက်လာမေတယောက်ကိုဝင်ရှိနေပြီဆိုတာကိုတရွာလုံးသတိထားမိလိုက်ပါတယ်အဲ့လိုနဲ့ရွာထဲမှာမက်လာမေကိစ္စအပေါ်ဆွေးနွေးဖြေရှာကြတာပေါ့ဗျာငါထင်တော့လာမေရဲ့ကိစ္စကဒီရွာကလူတယောက်ရဲ့လက်ချက်ပဲဖြစ်မယ်ကွာ လှမေစီထမင်းသွားကျွေးတဲ့သူဆိုတာဒီရွာထဲမှာလက်ချိုးရည်လို့ရတာပဲဟုတ်တယ်ဖြစ်နိုင်တယ်ထက်နိုင်နဲ့လှမေဘလောက်ထိနီးနီးကပ်ကပ်ရှိခဲ့တယ်ဆိုတာတရွာလုံးလဲမြင်တာပဲလေဒီတော့လှမေကိုဝန်ဟာထက်နိုင်ရဲ့လက်ချက်ပဲဖြစ်မယ်စကားအဆုံးမှာတော့ထက်နိုင်လက်အထိတ်တလန့်နဲ့ငင်းဆန်မှာတော့လေမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးကျွန်တော်ကဘာလို့ဒီလိုလုပ်ရမှာလဲဗျာ မင်းမဟုတ်ဘူးဆိုတော့ဒီရွာထဲမှာဘသူရှိသေးလို့လဲကဲတော်ပြီတော်ပြီမင်းတို့တွေထပ်နိုင်ကိုဝိုင်းပြီးမဆွဆွဲကြနိုင်ဦးဒီကိစ္စကိုတိတ်ချအောင်အရင်စုံစမ်းလို့မှာပေါ့ကွာအောင်ကြီးကအဲ့လိုပြောလိုက်ပြီးတော့ရွာထဲမှာလူစိမ်းဝင်ရင်လည်းတတိထားစောင့်ကြည့်ကြဖို့အကြံပေးလိုက်ပါတယ်အဲ့တော့မှာတော့ဘသူမမလတ်မီရဲ့တဲစီကိုတွားခွင့်မရှိဆိုတဲ့စီကန်းကိုရွာသားတွေကတတ်မှတ်လိုက်ကြပါတယ်ဒီလိုနဲ့မလတ်မီလည်းတဖြည်းဖြည်းကိုဝင်အရင်မှာနဲ့ဖြစ်လာခဲ့ပါပြီ ဝိုးတွေတဲတဲမဲမဲရွာပြီးဝိုးချင်းနံတွေကျဲလောင်နေတဲ့တကောင်းရံညားတစ်ခုမှာတော့မလမေရဲ့တဲတဲမှာနာကျင်လို့អော်ហិតတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ကိုဝင်ကမွေးကန်ကြီးဖြစ်လို့နာကျင်ပေမဲ့စိတ်မနှံ့တဲ့ယူမလေးမလမေကတော့ဘာမှကိုနားမလဲပဲအပြင်ရအောင်ထွက်လာခဲ့ပါတယ်။ညအချိန်မတော်ကြီးမှာမိုးတွေကလည်းအရန်တဲနေတာမလို့မလမေရဲ့អော်တန်ကိုရွာတွေကလူတွေလည်းမကြားနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့မလှမေလဲနာကျင်မှုကိုအန့်ချိန်ရင်ဦးညီပေးမဲ့သူကိုရှာပေမဲ့နောက်ဆုံးမှာတော့သူလက်လျှော့သွားခဲ့ပါပြီမနက်မိုးလင်းတဲ့ခါမှာတော့ရွာထိပ်ကရေကန်ပေးမှာအသက်မဲ့နေတဲ့မလှမေရဲ့အလောင်းကိုတရွာလုံးတွေးလိုက်ရပါတော့တယ်အဲ့မှာရွာသားတွေကလည်းလမေရဲ့အလောင်းကိုဖုန်ကြီးကျောင်းစီတဲသွားပြီးအာတုဘခန္ဓာလုပ်ပေးခဲ့ကြပါတယ်။ဒီလိုဖြစ်ခဲ့တဲ့အပေါ်ရွာသူရွာသားတချို့ကလည်းစိတ်မကောင်းဖြစ်ရပြီးတော့သူ့ရဲ့ကိုဝင်ကလည်းဘသူလက်ချက်ဆိုတာကိုဘသူမှမသိလိုက်ကြသေးပါဘူး။ ဲ့လိုနဲ့မလမေရဲ့နာရေးလဲညတကောင်ကျော်တော့အတော်လေးလူပါသွားခဲ့ပါပြီ။နောက်တော့ဘုံကြီးเจ้าမှဖြစ်တာကတကြောင်၊ဗိုက်ကြီးတဲ့အစိမ့်တွေဖြစ်တာကတကြောင်ကြောင့်ဆွေမရှိမျိုးမရှိတဲ့မလမေရဲ့အခေါင်းကြီးကတော့တကောင်ရမ်းမှလူသူကင်းမဲ့ပြီးကြောက်เสียရကောင်းနေပါတော့တယ်။အဲ့ချိန်မှာသူ့ဘရသာအောင်ကြီးတယောက်ရောက်လာပြီးမလမေရဲ့အလောင်းရှင်မှာလက်အုပ်ချပြီးမန်းနန်းတွေယွတ်နေပါတယ်။အဲ့ဒီနောက်တော့မလမေရဲ့ဗိုက်ထဲကကလေးကိုထုတ်ပြီး မိခင်ချက်ကျိုးကိုဖျက်တော့ပေးလိုက်ပါတယ်။ဒါကကလေးနဲ့မိခင်ကိုလိပ်ပြခွဲတဲ့နီးတစ်မျိုးဖြစ်ပြီးတော့အခုလိုလှုပ်လိုက်တာကကလေးအပေါ်ဆွဲလန်းစိမ့်နဲ့လမေတယောက်တရေမဖြစ်ဘူးလို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတွက်ကိန်းကလုံးဝလွဲသွားခဲ့ပါတယ်။မလမေရက်လေပြီးအတော်ကြာတာတော့မှညဘက်ရောက်ရင်ရွာထဲမှာမလမေရဲ့ငူကျွေးတံလေးကိုတရွာလုံးကြားနေရပါလေအဲ့လိုချိန်ဆိုရင်တရွာလုံးလည်းအပြင်းမထွက်ရဲတော့ပဲပရင်ပေါက်တွေပိတ် အိမ်ရှိကဘုရားရှင်ရှိမှာပဲဒူးတုံနေကြပါတယ်။ပိုဆိုးလာတာကတော့ဓွာရဲတင်ဖို့တော့ပဲစာတင်เจ้าကကလေးတွေကိုပါလှမင်ရဲ့ပရဲက၆လက်လာလာပဲဖြစ်ပါတယ်။ဒီလိုတွေဖြစ်လာတော့ဓွာသားတွေလည်းလှမင်ခုလိုဖြစ်တာဟာသူ့ကိုဝင်ကိစ္စကိုမဖော်နိုင်လာကိုမချေနဲ့လို့ဖြစ်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ထန်းတိုင်းတယောက်လေရွာသားကြီးရဲ့ဆွဆွဲတဲ့ဒဏ်ကိုပို့ပြီးခံလာရပါတယ် သူပဲသွားသွားတွေးတဲ့လူတိုင်းကသူ့ကိုမရင်းကောင်တယောက်လိုယွန်ရှာတဲ့အကြည့်တွေနဲ့ကြည့်ကြပါတယ်။နောက်ဆုံးတော့ထန်းနိုင်တဲ့ဒီဒန်တွေကိုမခံနိုင်တော့လို့ရွာအပြင်ကမတ်လမေနေခဲ့တဲ့တဲလေးမှာတွားနေလိုက်ပါတယ်။ဒီလိုနဲ့တရက်တဲထဲမှာအိတ်နေရင် ထန်းနိုင်တယောက်ရှိုက်ကြီးတငယ်ငိုတန်းကြားလိုက်ရလို့နိုးလာခဲ့ပါတယ်။အတန်ရှိရာဘက်ကိုကြည့်လိုက်တဲ့ခါမှာတော့အင်မတန်ခြောက်ခြားစရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့ မလမီကသူ့ပိုက်ကြီးကိုဖျဲပြီးထန်းနိုင်ရဲ့ရှေ့မှာငိုနေတာကိုအနီးကမြင်လိုက်ရတာဖြစ်ပါတယ်။ဒါနဲ့ပဲထန်းနိုင်လည်းတတိပြန်ကပ်ပြီးသူ့ပရာသာအောင်ကြီးရဲ့အိမ်ဘက်ကိုပြေးပါတော့တယ်။ဒါပေမဲ့အိမ်ဘက်ဝရောက်မှာတော့အကူတောင်းဖို့ဝင်လာတဲ့ထန်းနိုင်ရဲ့ခြေလန်းတွေတုံဆိုင်သွားခဲ့ပါပဲ။အဲ့ဒါကတော့အောင်ကြီးရဲ့အခန်းထဲကပလင်းတစ်ခုမှာအရေးပြားတွေနဲ့အယိုးတွေပဲကျန်တော့တဲ့ကလေးအလောင်းကိုတင်ထားတာတွေးလိုက်ရလို့ပဲဖြစ်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တော့ထန်းနိုင်တယောက် ုနကမလတ်မီရဲ့ပုံစံနဲ့ဆက်ဆက်ပြီးစဉ်းစားနေတုန်းပဲသူ့ဘရာကအောင်ကြီးရောက်လာခဲ့ပါတယ်။ဟေးမင်းဒီကိုဘာသာလောပါလဲ။ဒါဒါကဘာလဲလဲ။ဒီကလေးကလတ်မီရဲ့ကလေးလား။အချင်းနဲ့မဟာနာကိုတီးတဲ့အောင်ကြီးကလည်းထန်းနိုင်ကိုလက်ဦးမှုယူလိုက်ပါတယ်။အဲနောက်တော့အပေါ်ကထန်းနိုင်ရဲ့လေပင်ကိုအားကုန်ညစ်နေတုန်းပါပဲ။ရုတ်တရက်ထန်းနိုင်ရဲ့ကိုယ်ထဲကို မလတ်မီဝင်ပူးကတ်သွားပါတယ်။အဲ့ချိန်မှာတော့အောင်ကြီးပြောက် တရဲမရဲ့လေဝင်းညစ်တော်ကိုပြန်ခံလိုက်ရပါပြီ။ဒီလိုနဲ့အားကုန်ယုံပြီးထွက်ပြေးခဲ့ပေမဲ့မလမေကတော့နောက်ကနေထက်ချက်မကွာလိုက်လာနေပါပြီ။အဲဒီချိန်မှာတော့အောင်ကြီးတယောက်စိတ်လွတ်အောင်ကြောက်လန့်ပြီးအဇက်ကရသည်မြဂါရာတွေယူနေပေမဲ့ဘာမှထူးမလာခဲ့ပါဘူး။အညိုးတကြီးနဲ့တရဲမမလမေကတော့အောင်ကြီးရဲ့ဘိုက်ကိုပြင်းပြင်းကန်ထည့်လိုက်ပါတယ်။အောင်ကြီးလည်းနာကျင်စွာအော်ဟစ်နေရပါတော့တယ်။မနက်မိုးလင်းလာတဲ့ခါမှာတော့တတိမိနေတဲ့ထန်းနိုင်တယောက်နိုးလာခဲ့ပြီး ထက်ချင်းမဲ့သူကြုံခဲ့ရတာတွေကိုရွာသားတွေစီကိုပြန်ပြောပြခဲ့ပါတယ်။အဲ့ချိန်မှာပဲရွာသားတယောက်ကအပြေးလွှာရောက်လာပြီးအောင်ကြီးတည်နေတာကိုတွေ့ခဲ့တယ်လို့ပြောလိုက်ပါတော့တယ်။ရွာသားတွေတွားကြည့်တဲ့အခါမှာတော့အောင်ကြီးရဲ့ဘိုက်ပေါ်မှာလဲခြေရာတွေညိုမဲ့ဆွဲနေပြီးတော့ကလေးလောင်းကိုတင်းထားတာကိုလည်းတွေ့လိုက်ကြပါတော့တယ်။အဲ့ချိန်ကျမှရွာသားတွေလည်းထပ်နိုင်အပေါ်တန်တရားတွေပျောက်သွားပြီးအောင်ကြီးကိုဝိုင်းပြီးချိန်ဆဲကြပါတော့တယ်။ဒီဖြစ်ရတွေပြီးမှတော့ရွာထဲမှာ ။တမီတရေကိုဘသူမှမတွေးကြရတော့ပါဘူး။ဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ဂျေဇူးတင်ပါတယ်။နောက်ထပ်လဲပရလောကပြည့်စံတွေကိုတင်ဆက်ပေးသွားအောင်မှာမို့ channel လေးကို subscribe လုပ်ထားရင်ကျွန်တော်တို့နဲ့ပြန်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ။